把家务，家里没商量呀，工作不加避免，家里这有些事，因为他是那个事，都让个家路相互影响来的。加油，我来帮忙，反正你准备，有的明天下午说比较，明天店里让那个刘经理，中午办几碗呗。 ငါတော့26ဒီလန်းကျုံးရဲ့တောင်ဘက်ဖြစ်ပါတယ်ဘက်ကနေစပြီးတော့ကျွန်တော်ကြိုက်ပြပါမယ်လိုင်းလွှင့်မှုဟာအင်တာနက်မကောင်းတဲ့အတွက်လိုင်းမလွှင့်နိုင်တာကိုတော့နားလည်ပေးစီခြင်းပါတယ်အကျန်းဖက်စစ်ကောင်စီကတကြံမန်လက်ဆောက်ဖို့အတွက်ဆိုပြီးကျုံးပေးမှနေထိုင်တဲ့ငလင်ပေးတဲ့ပြည်သူတွေကိုဖယ်ခိုင်းနေသည့်သတင်းတွေထွက်ပေါ်နေသည့်အပေါ် VOMN အဒီတာချုပ်ကိုတိုင်မန္တလေးကျုံရဲ့ပကတိအခြေအနေကိုတင်ပြပေးလိုက်ပါပြီအကျန်းဖက်စစ်ကောင်စီကတကြံမန်းနဲ့ဆောက်ဖို့အတွက်ဆိုပြီးကျုံဘေးမှာနေထိုင်တဲ့ငလင်ဘေးတဲ့ပြည်သူတွေကိုဖယ်ခိုင်းနေကြောင်းကျုံဘေးနဲ့နေတဲ့ငလင်နံဘေးတဲ့ရှောင်းနေတဲ့သူတွေကိုအကုန်လုံးကိုဖယ်ခိုင်းနေပါတယ်ဘာလဲဆိုတော့မန်းနဲ့ဆောက်မလို့ဆိုပြီးလာဖယ်ခိုင်းတယ်လို့ကြားပါတယ်မနေ့ကဖယ်ခိုင်းနေတာပါလို့သတင်းတွေထွက်ပေါ်နေတာပါဒူတာကျုံတောင်ပဲ၂၆ဘီလန်းပေါ်မှာ လဲမပါဘူးဒီမှာလူတွေသူ့အတူတူနားနေကြတယ်ဘယ်လဲဆက်ရပါ 86ဘီလန်းနဲ့88လန်းတော့အနေထားပါဒါလုံးယုံကြီးယူထားတဲ့ရင်းလေးနဲ့လုံးလုံးကြီးတက်ဖို့ဒီနေတဲ့နေရာဘက်ကနေစပြီးတော့ဒီခြေထားမှာအုံယူတဲ့တဲပုံစံမျိုးစစ်အောင်ဘိုးကတဲရင်းနဲ့အိမ်ကျော်သွားတဲ့လူတွေနေလို့မဖြစ်တဲ့လူတွေကိုနေရာပေးထားတာတွေ့ရပါတယ်ဒါကတော့ BB ကုမ္ပဏီကရေသားဆက်ရုံထင်ပါတယ်ရေသားဆက်နဲ့ တဲ့လူတွေကိုရည်ပြီးဝင်နေတာဖြစ်ပါတယ်။ကော်လိုနီမှာနေကြမရှိတဲ့လူတွေကိုဒီမှာလာနေဖို့စနစ်တကျနေထိုင်ဖို့တော့လက်ဆိုင်ရာကတတိပိထားတာရှိပါတယ်။အချို့ကကျုံထဲကိုရှူရှူပေါက်ချတာတွေအညစ်အကြေးစွန့်တဲ့ဟာတွေရှိတဲ့အတွက်ဒီဘက်မှာနေတဲ့လူတွေအနေနဲ့အထူးစည်းကမ်းရှိဖို့လိုမယ်ဆိုတာကိုအတိပေးနေတာဖြစ်ပါတယ်။ဒီဘက်မှာကျွန်တော် အကြံမန္တတည်းစောက်လုံနေတယ်ဆိုတာကတော့တကူးမှမရှိပါဘူးမတွေ့ရပါဘူးကျွန်တော်တွေ့ခဲ့တာတော့ဘဟုမန္တတ်အနေထားအရင်စောက်လက်စမလင်မလုတ်ခင်စောက်လက်စအနေထားတိုင်းရပ်ထားပြီးတော့ဒီမန္တတ်အောက်မှာစီပင်သာယာကြီးအဖွဲ့ကြီးရုံးထိုင်ပြီးတော့လူနယ်ပေါင်းစုံကစီပင်သာယာအဖွဲ့ကြီးရုံးထိုင်ပြီးတော့နေကြတာကုညီကယ်တဲ့ရေးလုံးနေကြတာကိုတွေ့ရပါတယ်အဲဒါကတော့ကျုံးအနောက်ဖက်လမ်း80ပါ တော့လမ်း80 24လမ်းကိုရောက်လာပါပြီဒီမှာနေကြတဲ့လူဒီဘက်မှာတော့ကိုယ့်အကူကိုကိုယ့်အစီအစဉ်နဲ့ကိုနေနေကြတာပါဟိုဘက်နောက်ဘက်ကျန်ကတိမ်နေရလဲထိတဲ့အိမ်ကြီးနေမဖြစ်တဲ့အိမ်ကြီးပြိုသွားတဲ့အိမ်ကြီးဒီအင်အားပြုလို့မနေရတဲ့လူတွေဒီအမျိုးတွေကြောင့်မလို့ဒီဂျုံဘေးမှာလာပြီးတော့ နေကြရနေကြရတာပါတရားပါဒီဘက်ကတော့ပိတ်ထားပါတယ်အများသောအားဖြင့်တော့အနောက်ဘက်ခြံကျုံးရဲ့အနောက်ဘက်ခြံလမ်းရှိစေပုံမှာလူရတော်တော်ကများပါတယ်ဘွဲတော်ကြီးလိုဖြစ်နေပါလေလမ်းလေကျုံးနေမှာလေ အဲမိုးပါလေးတွေမိုးပြီးတော့ဖြစ်တယ်လို့နေနေကြပါတယ်။ဟိုကျက်ရှင်ကြီးဖွဲ့ပြီးအခါမဲ့နေနေတဲ့ပရာဟိတလူမကြီးဖွဲ့ပြီးခမင်းတို့ဝင်နေကြတာတွေလည်းတွေ့ရပါတယ်။ဒီနေရာဆိုရင်တော်တော်လူကြီးထူထပ်တဲ့နေရာဖြစ်ပါတယ်။လမ်းလေကျွန်းမှာလည်းဒီမှာတဲလီတီနဲ့ တော်တော်ကိုခရီးပြင်းရဲ့အနေနဲ့ရလာတယ်။ကျိုးဆိုဘောအတော်ကိုအင်အားဆိုလာပြအကြံလေးတွေယူလာပြီးတော့ဘောအတော်နေကြတယ်အတော်ဗမာလေးတွေနဲ့နေနေကြတယ်။ဘက်မှာယာယီအသုံးပြုဖို့အိမ်သားတို့ဘာလို့တော့မတွေ့ပါဘူး။အဲဒီနေရာမှာတော့ဘုရားတဲလေးတွေစီမံပေးထားတာတွေ့ရပါတယ်။ ောအပြင်တော့ဒီဘက်ကတော့နယူးဇီလန်ဘာသာဝင်တွေတော်တော်များများတွေ့ရပါတယ်။ဒါ16လမ်းကိုရောက်ပါပြီ။ဒီ16လမ်းကဘုဒ္ဓလောတော်မှာဖွင့်ထားတဲ့တရားတည်ကြီးပါ။ဒီတရားတော့လမ်းဖွင့်ထားပြီးနန်းတော်နဲ့ဝင်ထွက်လုပ်ပါ။အဲဒီဘက်ကတရားကိုဘာတွေတော့ပြူတာတွေ့ရပါတယ်။ရှင်းပဲချမ်းပါ။ပြူနေတာတွေ့ရပါတယ်။ ရသက်တရားတော့ဘာမှမဖြစ်ပါဘူးဒီရတော့လက်ရှိသေးဘောမြင်ရတဲ့မြင်ပွင့်นี่ဖြစ်ပါတယ်တဲရီဒီနေတာစနေတိကျလုပ်ပြီးထားပါတယ်ဒါပေမဲ့ယာယီနောက်ပြီးနောက်ပြီးသွားဖို့ပင်နာတက်ဖို့ကတော့အစင်တဲ့ဖြစ်နေတာမတွေ့ရဘူးရေကတော့ရေတောက်ရေကတော့ဒီတိချာချာလုပ်ပြီးထားတာတွေ့ရပါတယ် ောက်လမ်းကြောက်လာမှာဒီမှာလည်းအကုန်လုံးဘုစီစင်းနေဘုံနေနေကြပါလေဒဲဆန္ဒလမ်းမောရောက်လာပါပြီလမ်းရှိတဲ့ဆန္ဒလမ်းတောင်းအောင်နေပြီးတော့အဲကျွန်တော်အရှိ66လမ်းကိုမောင်းနေတာပါဒီဘက်မှာဆိုရင်လား UAV ဗန်ကြီးပြိုသွားတာတွေ့ရမှာပါ ဲ့ UV ဘန်းရဲ့အရှိဘက်မှာလည်းဒီငါလုံးဆက်တိုက်ဒီမှာပြိုးနေတာတွေမြင်ရမှာပါเนาะတော်တော်ကြီးကိုစူးစောဝါပြိုးသွားတာပါဒီဘက်မြောက်ပြင်ဟာလူတွေကမြောက်ဘက်ကြုံပြီးမှာဘလက်ဘောပေါ်မှာနေကြပါတယ်ဒီဘက်ကတော့အရေးအဝါသားလေးမစိုးအောင်ပြေးဝါးရအောင်ပါနေရတာပေါ့ဒီဘက်မှာတော့တဲထိုးပြီးသားတာမတွေ့ပါဘူးခုအစီအစဉ်နဲ့ကိုနေကြတာပါဒီမှာတော့ ချက်ချင်းဒီအပွဲရတာလိုအပ်တဲ့ဈေးဝါးတွေပါကြီးတင်းဖို့မဝင်ငါလည်းမပြောသေးသေးကျဥ်တွေဝင်နေတာတွေ့ရပါတယ်ဒီဘက်မှာဆိုရင်တော့ဂျုံကမြို့ရိုးကြီးဂျုံမြို့ရိုးရိုးကြီးယူနေတာကိုမြင်ရမှာပါဂျုံမြို့ရိုးယူသွားတာတော်တော်များပါတယ်ဒီနေရာအများဆုံးပါပဲကျွန်တော်ပတ်ကြည့်ရသလားတော်တော်ကို ြူသွားတာပါအကျုံမျိုးရရှင်းရှင်းလင်းလင်းမြင်ရမယ်ထင်ပါတယ်ဒီကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကျုံအရှိဘက်ကိုတခါရိုက်ပြပါဦးအဲ့တော့ကျုံအရှိမြောက်တော့ဆက်နေလမ်း66လမ်းအနီးကသူဓမ္မစီရတန်းဖြစ်ပါလေဒီသူဓမ္မစီရတန်းထဲမှာလည်းနေကြတဲ့လူတွေရှိပါတယ် ။အဲ့ဒါဓမ္မဆိုရင်ဒါဝေးနေတာစံနေစီဝေးနေတာပါ။တို့ EPI ဘုရမစီရတန်းပါဒီဘက်မှာတော့နေတာတိတ်မတွေ့ရပါဘူးဘုဘက်မှာ ပျက်စီးတွေကြောင့်မလို့ကျုံပေးနေတဲ့လူရှိတယ်လို့ဒါရှင်ပြူနေတဲ့ညင်ခွင်ဖြစ်ပါတယ်နော်ရှင်ပြူနာလာအလူအလူတစ်ခုကဒီမှာအလှတပ်ပုံကြီးရိုက်နေတာမြင်ရမှာပါအခုလည်းရတနာထားပြီးသားဖြစ်လို့စီရင်ရဖို့ရပါတယ်တော့တပည့်ဘုရားနဲ့ဓမ္မုံရိုက်နေတဲ့လူတွေလည်းဒါတွေ့ရပါတယ်ကျုံအရှိပဲချမ်းရတော့ပါရားနေပါတယ်တောင်ဘက်နောက်ဘက် မြောက်ဘက်ကတော့မြင်ခဲ့တဲ့အတိုင်းပါပဲဒါကတော့စတုစာဦးဇီအောင်ဘွဲတော်တို့ခုလုံနေတာအဲဒီဘက်မှာလဲဒါကတော့နန်းရှိပေါ့နော်66လမ်းနေကျွန်တော်တို့တောင်း26လမ်းစီဦးတည်မောင်းနေတာပါဟိုဘက်ညာဘက်ကျွန်တော်ရဲ့ညာဘက်ချမ်းပါဒီပါ ရပြတ်တက်ငင်ရမှာပါယူယူရှင်နေရဒီမှာတော့လာနေတဲ့လူတွေမရှိပါဘူးကုသိုလ်တော်ဘုရားဘက်မှာหนีလို့ရအောင်ဖြည့်တင်ထားတယ်လို့သိရပါတယ်အဲ့ဒါတော့နေဘက်ကလာတဲ့ပရာဟိတအဖွဲ့တွေဖြစ်ပုံရပါတယ်။တပည့်ဘုရားနဲ့ဓမ္မုံရိုက်နေကြတာ။ ဒါဆိုရင်ကကျွန်တော်ကျုံးကိုတစ်ပတ်ပတ်ပြီးတော့မြို့တော်ခမလို့မြို့နယ်စီရင်လာရေးကော်မတီမန်ဒေးစီရင်လာရေးကော်မတီရုံးရှိကိုရောက်လာတာဖြစ်ပါတယ်။အဲဒီမှာကွက်ကဲရေးရုံးဖွင့်ပြီးတော့မန်လေးမြို့ပေါ်မှာငင်းတန်းကြောင့်ပြူသွားတဲ့အစာဦးတွေရှင်းလင်းခြင်းနဲ့ဆိုရင်ဒီမှာလာပြီးတော့အကူအညီတောင်းခံဖို့ဆိုင်းဖို့ရေးထားပြီးတော့ ကူညီပေးနေတဲ့စီမံပေးနေတဲ့နေရာဖြစ်ပါတယ်ဒီဒီမှာလဲဆိုင်းဘုတ်ကအဲဂျာမန်နဲ့ကြီးဆောက်ထားတဲ့အောက်မှာသူတို့ရုံးဖွဲ့ပြီးတော့အကူအညီတွေတောင်းခံနိုင်တယ်ဆိုတာကိုရေးထားတာကိုတွေ့ရပါတယ်ခင်ဗျာဒါတော့ကျွန်တော်ဂျုံပတ်ဝင်းကြီးရဲ့အနေထားကိုတင်ပြခဲ့တာဖြစ်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဘိုက်ဆော့မြန်မာ Facebook ကိုကြည့်နိုင်တယ်လို့ Voice of Myanmar YouTube ကိုလည်း subscribe လုပ်ပြီးတော့ VOR တင်ဆက်တဲ့သတင်းတွေကိုအပေးကြပါအောင်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုမှန်တမ်းကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်